လို့မလို့ဆိုတော့ကျွန်တော်မယ်ဆောင်နေတဲ့အသင်ကားပါဗျာ9နိုင်45မှာကစားခဲ့တဲ့ကိုကြီး Ultra Pro Premier League ပွဲစဉ်36မှာဝက်ဆန်ကို2စီးနဲ့ကျွန်တော်ရှုံးထားခဲ့တယ်တကယ့်ကိုပေါ့ဗျာကျွန်တော်တို့ဘယ်လိုပြောရမလဲဒီနေ့ပွဲစဉ်ကိုအနိုင်မကင်ဘူးဗျံပဒကင်မယ်ဆိုရင်ဘာဖြစ်လို့အတီးကလူစင်းကိုတုံပြုခဲ့ရတာလဲအမွေရည်နဲ့လုံးဝအနိုင်ကစားဖို့အတွက် Ultra Pro မှာဒီလိုမျိုးအနေအထားတစ်ခုကြောင်းလူစုံတက်စွနဲ့ကျွန်တော်ပွဲထုတ်ခဲ့တာမဟုတ်ဘူးလားကစားခဲ့တာမဟုတ်ဘူးလား ဆိုတော့ကစားသမားတွေအဖိုးကလေးပေါ့ဗျာအနည်းပြကစားငါတို့ကပရီးမီးယားလေးကိုဘယံပန္နနဲ့ကစားမယ်ဘယံပန္နနဲ့ကတော့ကဲမယ်ယူပါလိမ့်မှာပဲအားထားမယ်ဆိုရင်ကဲမရီဂျန်တို့နဲ့လည်းမင်းအရှုံးပေးလိုက်တော့ဟုတ်တယ်မလားဘလောက်တော့ရုပ်ပြည့်စင်ဖြစ်လိုက်တယ်လေဥကာတီတို့တကီးကိုစောက်ကျက်တဲ့ရတုံးလေပြီးလို့ရှိရင်တိုက်စစ်မှုရရှိမဲ့ခွိုင်လဲတီကောင်ကိုကျွန်တော်တို့ဒီယာတီမှာစာချုပ်ဖြတ်သိမ်းလိုက်တော့တိုက်စစ်မှုတယောက်ဖြစ်ပြီးတော့ဂျာရီအခွင့်ကိုတော့သုံးမရနိုင်ဘူး ဆိုတော့ကျွန်တော်တို့ဒီနေ့ပွေးစဉ်နဲ့ပြသပြီးတော့ဗျာပွေးပြီးသုံးသချက်ဘလောက်တောင်စိတ်ပြည့်စရာကောင်းပြီးတော့ကိုတင်ကြက်တိတုံးလေးဆိုတဲ့အနေထားတွေကိုကျွန်တော်ဆွေးနွေးကြအောင်ပထမပိုင်းအနေထားတခုဒုတိယတိုင်းအနေထားတခုကျွန်တော်ကို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 ကျွန်တော်ဆွေးနွေးကြအောင်စာသမားတွေဆိုတော့အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါကျွန်တော်ပထမအဦးဆုံးပေါ့ဗျာဒီဝက်ဆန်အသင်းကကျွန်တော်ပရီးမီးယားလိမ့်မှာဆိုရင်အဆင့်16 18မှာရှိနေတာကိုရီအောက်ကရှိနေတာအခုကျွန်တော် မင်းယူကစစ်စစ်ချောင်းစပါကစစ်ခုံဟုတ်တော့ဟုတ်နေပြီဒီနေ့တင်းကယူပါလေဖိုင်နေမှာတွေ့နေတာဘလို့တော့ရေစရာကောင်းလေစပါကလည်းတူစီနဲ့ရှုံးတယ်ယူနေတဲ့ကတူစီနဲ့ရှုံးတယ်ဆိုတော့ဝဆန်းအနေနဲ့ပေါ့ဗျာဒီရာဒီတကိကိုတိုက်ပင်းနေတဲ့အတိတ်အတင်းဖြစ်တယ်တကိကိုစုပ်ပြဲတဲပြီးတော့လုံးဝအချင်းနေမကောင်းတဲ့အတိတ်အတင်းဖြစ်တယ်အဲ့ဒီအတင်းကတော့ကိုယ့်ရဲ့အုတ်ထွက်ပေါ်မှာအနိုင်မကင်နိုင်ဘူးအနိုင်မပြောနိုင်မသေးတောင်မကင်နိုင်ခဲ့ဘူး တော့ဒီနေ့ပွင့်စီမှာကျော်တော့အတင်းကဘလောက်တောင်မားလဲဆိုတော့အဲ့ဒီလောင်ဘောတွေဖြစ်တည်ဘောတွေအမြင်ဘောတွေဘာဘလို့ပေးရတာလဲကျော်တော့အတင်းကစားသမားတွေခေါင်းတိုင်ဖို့ဘယ်နှကောင်ရှိလဲမကွာရတော့ဆိုတာဒုတိယပိုင်းဝင်လာတဲ့အနေအထားတစ်ခုကျွန်တော်တို့အတင်းကကစားသမားတွေအကုန်လုံးကစေပွေးကောင်းရင်တပွေးမကောင်းဘူးဒီနေ့ပွင့်စီမှာဒီကကစားသမားတွေလူစားဝင်လာတဲ့ကစားသမားတွေပထမပိုင်းကစားသမားတွေအတူတူပါပဲဆိုတော့ဘလော်ဝေးကွင်းလင်ကနေဖန်တီမှုပေးပေး ဘလောက်ပဲကြုံတော့ခွင်းတွေရရတလေးတချို့လို့တိုက်စီမှုတွေကရှိနေတယ်။ဝိုင်လဲကျွန်တော်ကခုနပြောသလိုပါပဲဝိုင်လဲကိုမေးတတဲတူမနေတော့စာချုပ်ဖြတ်သိမ်းလိုက်တော့ဒီကောင်ကိုဘာမှကိုအစင်မပြေတော့တာဝဆန်းအတင်းကောင်ပါဗျာတကိကိုလုတ်သိမ်းလုတ်ထိုက်တဲ့နိုင်ပွဲတစ်ခုနဲ့တကိကိုရလဲကောင်းဝင်တဲ့ရှင်တွေတခုသူတော့ခဲ့တာကိုရီအတင်းတကောင်ပါဗျာဘလုံးမကိုစိတ်ပြည့်စရာတွေနဲ့စက်တိုက်စလိုလို့ကျွန်တော်တုံ့ပြစ်နေရတာ ကျွန်တော်တို့ယူနိုက်တက်အသင်းနဲ့ပေါ့ဗျာဒီနေ့ပွေးစီမှာပွေးထုတ်လာတဲ့စစ်တယောက်ကအဓိကကစားသမားတွေပဲဟီရီယမ်မင်းတို့လောက်ပဲကျွန်တော်ပါခဲ့တာကိုသမားဆိုရင်လည်းဘရိန်ဒါပွေးတော့ခဲ့တယ်ဒီဘရိန်ဒါကလည်းမရပါဘူးအိုနာနာနဲ့အတူတူပါပဲကျွန်တော်ကိုသမား၃ယောက်ရှိတယ်အဲ့ဒီကိုသမား၃ယောက်ကစက်တီရဲ့တုံပြီးတော့ဘလို့မှအချင်းနေကောင်းတဲ့ကစားသမားတွေကိုသမားတွေမရှိဘူးဆိုတော့ကိုသမားတော့အန်ဒရီအိုနာနာပေါ့ဗျာဆယ်တပဲ၃ယောက်နော်လူရှော့အဲ့ဒီဘေနောက်ခံမှာကစားတယ်ဘလို့လုံးမလဲပြီးဒန်ယာကလည်း တက်တက်လာပြီးတော့အတင်းနဲ့ပွေးထုတ်ခင်းပေးပါလိဆိုမှဗျမ်းပရာရှောက်လောက်တာနောက်တဲ့အလီမှာဆိုရင်လီနီယူရိုပြီးလို့ချစ်ကျွန်တော်မန်ဆာရာဝီကွီလီလေးရမှာဆိုရင်ဟယ်ရီယာမဲဘရူနိုဖာနီနဲ့ဟူဂါတင်နဲ့ကျွန်တော်အာမက်ဒီယာလို့ပေါ့ဗျာနေဗယ်တန်နီယောကမေဆယ်မုံနဲ့ကျွန်တော်ကူဘီမိုင်နူအထောက်မှာရက်ရှမဲခွိုင်လဲကျွန်တော်စိုးရင်တန်းကဒီနေ့ပွေးစီမှာမရှုံးပါစေဟုတ်တယ်မလားဘာဖြစ်လို့ကစားသမားတွေကအဓိကလူစည်းကိုပွေးထုံးခင်းပေးခဲ့ရတာလဲ ခုလီနီယိုအင်ဂျူနီနဲ့ထိခဲ့တဲ့ကစားသမားအချင်းနဲ့ဘယ်လိုလာမလဲတော့မသိဘူးကျွန်တော်အမြင်ကတော့ LOD တဲ့ကြီးကြီးမားမားမရခဲ့ဘူးလို့တော့ယူဆပါတယ်အဲ့လိုပဲဖြစ်ဖို့ပဲကျွန်တော်မဲမိနေလာမင်း21ရက်22ရက်နေ့မှာဆိုရင်ယူပါလိစားအဝရှိတယ်နောက်ဆုံးပိုင်းမှာဆိုရင်ကျွန်တော် Aston Villa နဲ့ကစားအဝရှိတယ်ဆိုတော့ကျွန်တော်အတင်ကပေါ့ဗျာအော်ကိုယ့်ရဲ့ ultra ပေါ်မှာဒီလောက်ထိတလွေးတချွန်နဲ့ရုပ်ပြည့်စင်ပြချုံငင်းလို့ချင်းတော့ performance ကောင်းကောင်းရလဲကောင်းကောင်းနဲ့ ဝမ်းစီဖြစ်ဖြစ်ဥဒမာတူဝဲဖြစ်ဖြစ်ချုံးမစီဒါပြဿနာမရှိဘူးအခုကစားသမားတွေဖိုးကလည်းအဓိကမှားတဲ့အချက်တွေကတော်တော်များရှိတယ်ဒီနေ့ဖွေးစီမှာတောင်ဘောတယ်ကောင်းတိုင်းဘောတယ်မရှိပါဘူးဆိုမှမြေပြင်အနေထားမှာကစားလို့မရဘူးလားဘာဖြစ်လို့တုံးတတိုင်းနဲ့ကဲပေးနေရတာလဲနားမလည်တိုင်းဘောကျွန်တော်တို့ဆိုတော့ဒီနေ့အနေထားတစ်ခုမှာပထမပိုင်းကျွန်တော်တို့ဇီဝနဲ့သူတို့ဝဆန်းကနိုင်တော့ခဲ့တယ်26မိနစ်မှာသူတို့တွင်းခဲ့တယ်ဒုတိယပိုင်းမှာဆို58မိနစ်မှာတွင်းခဲ့တာပေါ့ဗျာ တော့ဘောလုံးပတ်စံမှုအနေနဲ့သူတို့အသေးက53ရာခိုင်နှုန်းရတယ်ကျွန်တော်ယူနေတဲ့အသင်းက58ရာခိုင်နှုန်းရတယ်ကိုပေါက်ကင်တင်မှုမှာဆိုရင်သူတို့ဘက်က9ချိန်ကျွန်တော်က9ချိန်ကိုပေါက်တင်မှုကတစ်ချိန်တစ်ချိန်ပေါ့ဗျာအဲ့ဒီကိုပေါက်တင်မှုမှာသူတို့ကတကိုးဝင်နေကျွန်တော်ကတကိုးမဝင်ဘူးဘာဖြစ်ဆိုတော့အခွင့်ရေးမရှိပါဘူးဆိုမှယာတဲ့အခွင့်ကိုအသုံးမချနိုင်ဘူးကျွန်တော်အသင်းကစားသမားတဲ့နေပြအစားတပြေပေါ့ဗျာဘာလို့ရင်ញမ်းတလေဆိုတော့ကျွန်တော်အခုရေးထားတယ်လို့ပါပဲ ကျွန်တော်တို့ပရီးမီးယားလိမ်မှာဒလီတရောကစားကြတယ်ဒါကိုဖွံ့ဖြိုးကြပါနဲ့ယူပါလေကျွန်တော်ကရှိတယ်အဲ့လိုမျိုးလားမသိဘူးဒီကောင်တွေကငါတို့ကတော့ကောပရီးမီးယားလိမ်ကိုဘလို့ပဲဖြစ်ဖြစ်တဲမစင်ပြီးပြီးအခုလည်းတဲမစင်တော့ဘူးယူပါလေဖလားကိုရပြီးတော့ချန်ပီယံလေးဝင်ပြီအဲအဲ့လိုမျိုးတွေမန်တာကြတာဖိန်ကောင်းမကျင်တဲ့မင်းတို့ကဖိုင်နေပြီတက်သေးတာဖလားရတာမဟုတ်ဘူးဟုတ်တယ်မလားလေမကျင်တဲ့မသိ냐ကျွန်တော်တို့ကလည်းဒီဖလားကိုရပြီးတော့ချန်ပီယံလေးဝင်နေတယ်လို့ဖြစ်နေပြီ ဆိုတော့ပထမပိုင်းအနေထားမှာဆိုရင်ပေါ့ဗျာပွေးဆက်လိုက်ပြီဆိုတော့လည်းကျွန်တော်အတဖဲ့အင်းကတကယ်ကို performance ကောင်းမွန်တဲ့အတိုးလုံးတင်တဲ့ကျွန်တော်တို့ area ပေါက်ထွေးကိုခက်ခက်ခိခိနဲ့ရုန်းကန်ခဲ့တာအထူးသဖြင့်ကျွန်တော်ပြောင်းသွားတဲ့ကစားသမားဖြစ်တဲ့ဝယ်မီစာကဆိုရင်တတော်ကိုကောင်းနေတာ unit တဲ့အသင်းမှာဆိုရင်ဗျံမတာဖြစ်နေတာအခုဝယ်စမ်းအသင်းကိုပြောင်းသွားတယ်ဘလောက်တော့ကောင်းလိုက်တယ်ဒီကစားသမား တခါတခါကိုအသင်ကစားသမားတွေကိုဖြစ်ထုံမှုကျင်းနေတာတော့လုတ်ခဲ့တယ်။အဲအသင်ကပေါ့ဗျာတကယ်ကိုကောင်းတဲ့အရှင်တွေတခုပြအရှင်တွေကိုရှိတယ်။ခုနှစ်မိနစ်ကလေးကနေကျွန်တော်ချိန်ဆောင်မှုနဲ့ဇတိတ်ဆိုဆိုလို့ဝဆဲအသင်ဘက်ကလှုပ်လာတယ်။အသင်ဘက်ကလည်းထူပေါ်မှုအနေကြီးနဲ့လုံနေတယ်ဆိုပေမဲ့လို့ကျွန်တော်ရဲ့တိုက်စစ်ကစားသမားတွေပြီးလို့ချင်းဟိုဘုံတိုက်ဆိုဆိုလို့ပေါ့ဗျာအေရီယာထိုက်ကကဲသူကဲနောက်တန်းကနေကဲသူကဲအမြင်ဘောတွေရှာပေးလုံဘောတွေရှာပေးဖြတ်တင်ဘောတွေကလည်းဘေးမရပေးအဲ့ဒီမျိုးတွေကျွန်တော်ပေးနေတာပဲ။ တော့ဒီနေရာတခုမှာတဖဲတင်က26မိနစ်မှာဆိုရင်တံပြန်ကနေဝမ်ဘီစာကဆွေးယူလာတဲ့အေရီယာထိမှရှာပေးတယ်အဲ့ဒီကစားသမားကနေတစင်းနောက်ထပ်ကစားသမားတယောက်ချပေးပြီးတော့အလိုက်သွင်းသွင်းပလိုက်တာဆိုတော့ကိုရီးယားဘာမှမလုပ်နိုင်ဘူးလေကျွန်တော်အတင်ကဒုတိယဘက်မှာအခွေးတွေရခဲ့တယ်ကိုရီးယားကစားသမား3ယောက်ရှိတယ်တဖဲအတင်ကဂိုးသမားတယောက်အဲ့ဒါကိုတော့ဖိုင်လန်ကဂိုးဝင်အောင်မသွင်းနိုင်ဘူးဒီကောင်ကကျွန်တော်အထောင်တိုက်စစ်မှုနဲ့အဆင်မပြေတော့ပါဘူးဒီကောင်က တက်တဲမတွင်းမတွင်းတယ်တော့ရောင်းရှားဖို့ဖြတ်သိမ်းခြင်းအဲ့လိုမျိုးပဲကျွန်တော်တွေးထားလိုက်တော့အပိုင်ခွေးတွေတော့သုံးမဆိုင်နေတဲ့ကစားသမားတို့ရောကျွန်တော်ဘာလုပ်လို့နောက်ထပ်တက်တဲတွင်းနေတော့မှလဲဒီနေ့တိုက်စစ်နေထားမှဆိုရင်ဘာမှမလုပ်နိုင်ဘူးပြီးခဲ့တဲ့ပြပောင်နဲ့ပွေးစင်တဲ့တွင်းကတော့ရှင်နေကောင်းခဲ့တယ်အဲ့ဒီဝိုင်လန်းတို့ဘာတို့ကနောက်ပေါက်ကိုနဲ့တော့တကိုးရခဲ့တယ်အစတော့ကျွန်တော်အသင်ကပေါ့ဗျာကစားသမားတွေကိုကြည့်အောင်လို့ကြည့်တကယ်လေးပဲပရီးမီးယားလိဂ်ကိုဘာမှမ ပရီးမီးယားလိကိုဒီတိုင်းပရီးမီးယားလိကိုဗျံပဒံနဲ့ဖြစ်သိမ်းနေကြတာဘယ်ဘလောက်ပဲကွာငါတို့ယူပါလေဖိုင်တွေကိုတက်တက်ဟုတ်တယ်မလားဖလားလူဘွေတက်တက်အခုကိုရီးယားအသင်းနေနဲ့အစစ်စစ်ချုပ်စစ်ခနဲ့ကိုဆိုတော့မင်းတို့ခေါင်းထဲမှာမရှိကြတော့ဘူးလားကြည့်ကိုကြည့်သေးရလားမင်းတို့မသိဖလားရသလိုလိုချင်ပြဲလေးဝင်နိုင်ပြီသလိုလိုဖြစ်နေတယ်ဖိုင်တွေကိုပဲတက်သေးတာနော်ဖိုင်တွေမှာစပါးနဲ့တွေ့နေတာစပါးကဘလို့လုံးမလဲမသိဘူးဆိုတော့ ထမပိုင်းကပေါ့ဗျာတဖဲသင်ကစူးမှုမှုအောက်မှာကျွန်တော်တို့လူတွေခံရတယ်တကိ့ကိုထိုးပေါင်းမှုတွေနဲ့သူတို့တယောက်ချင်းကြော်ပြတဲ့အနေနဲ့တခုမှတော့ကိုတွေကဘာမှောက်ကိုမလုပ်နိုင်တာစီဝင်နေပြီးခဲ့တယ်ဒုတိယဘက်မှာဆိုကျွန်တော်ထက်ပြီးတော့58မိနစ်မှာတကူပေးရတာပေါ့ဗျာဘောလုံးပိုက်ဆိုင်မှုကိုကြည့်ရလို့ချင်းသူတို့အသင်က48ရာခံလို့ရတယ်ကိုတွေအသင်က50နဲ့ရာခံလို့ရတယ်ကိုပေါက်ကဲသိမှုမှာဆိုရင်လူကြားပြောင်းလဲမှုလုပ်တဲ့အနေအထားတစ်ခုမှာကျွန်တော်တို့က20ရတဲ့အချိန်သူတို့က6ကြိမ်ပဲရတယ်ဒါပေမဲ့စာသမားတို့ရေကျွန်တော် ဒီ point လဲအနေနဲ့ကျွန်တော်နားမလည်နိုင်တာကမင်းထောင်တက်စမှုတယောက်ဖြစ်ပြီးတော့အဲ့လောက်တော့ညံ့ရသလားကွာအဲ့လောက်တော့ဖြစ်ရသလားဒါက point လဲတယောက်တည်းကိုကျွန်တော်ဥတည်ပြီးတော့ပြောတာမဟုတ်ဘူးဒီနေ့ပွေးစီမှာဆိုရင်ကစားသမားအကောလုံးကစောက်သွေးလောက်တာအများကြီးရှိတယ်ကျွန်တော်ဒူရီယာပဲပြန်စားပြီဆိုတော့တဖက်သင်းကဥတည်ပြီးတော့ကစားလာတယ်ကျွန်တော် area ပေါက်သေးကိုအလိန်ခောက်တင်နဲ့ဆွေးယူပြီးတော့တကယ်ကိုကောင်းတာအဲ့ဒီတည်းဆိုတာကကျွန်တော်အသင်ကစားသမားဖြစ်တဲ့လီနီယူ မိနစ်50မှာ injury ပြဿနာဖြစ်သွားခဲ့တယ်။ဆိုတော့ဒီလေးအနေနဲ့ကျွန်တော်ဒယ်ပြဿနာကြုံထားလို့လာမယ့် you ဘာလဲ final မှာပေါင်ဝင်ရှင်မပေါင်ဝင်မှာအခုကျွန်တော်လီနီယူကထည့်ပြီးတော့ injury ပြဿနာဖြစ်ခဲ့တယ်။တကယ်လို့များဒီကစားသမားအနေနဲ့တပွေးနှစ်ပွေးလှည့်ဝင်းမေဆိုရင် Chelsea နဲ့ပွဲကိုသာမင်းလွှဲလိုက်။အဲ့ဒီ final မှာမလွှဲပါနဲ့။ အမေတန်းပြောလို့ရှိစားသမားတို့ရှက်စင်းတဲ့ပွဲကိုတော့လွေးလို့မရပါဘူးကိုတင်ကတကယ့်ကိုရလဲစိုးရနေတဲ့အနေအထားတစ်ခုမှာဘာမှကိုလုံးမပြနိုင်တာဆိုတော့လီနီယိုဒယ်ပြဿနာကြုံသွားရလို့ရှက်စင်းဆိုတော့ကျွန်တော်ထုတ်ပြီးတော့မကွာရနဲ့လေးတယ်လူရှိုးကိုထုတ်တယ်ဗီတာလီတီလို့ကျွန်တော်ဝင်လာတယ်မကြပါဘူးကျွန်တော်နောက်ထပ်တကူပေးရတယ်58မိနစ်မှာနောက်တဲ့အမှားပြလို့ရှိရင်အထူးသဖြင့်အဲ့ဒီကွင်းလေကဥကတဲ့ဒီကောင်ကလေးထုံလေးလောက်ပါပဲ ကျွန်တော်ဒီ defense နေရာမှာအာကိုတကြီးခေါ်ခဲ့တဲ့ကစားသမားကမင်းဘလို့မကောခြေစင်းလေးမပြနိုင်သလိုတစ်ဖက်ကစားသမားတွေကိုမင်းဟန်တာတာတော့ဟိုဒီမှာရှင်းထုတ်တာတော့မလုံနိုင်ဘူးတစ်ဖက်အကောင်တွေကလည်းဂိုးမပေးရဘူးအတွက်ကိုအသေးအသေးစူးစမ်းတာကိုကစားသမားတွေကအဲ့လိုမဟုတ်ဘူးမင်းကပြေတော့မင်း EVV နဲ့ကစားတယ်နောက်တန်းကိုရှာပေးတာကလေးရှိသေးတယ်ဆိုတော့ ဒါတွေကကျွန်တော်အသေးတွေကိုလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး။တင်းကဘယ်လိုပြောရမလဲ။တိတ်ကံဘော့တွေကျွန်တော်လုတ်တယ်။ပြီးလို့ချင်းလူပေးတာလေးကျွန်တော်အခွင့်အရေးတွေဖယ်တိမှုတွေဘာမှမရှိတာ။ဘာမှလည်းမလုတ်ကြဘူး။ဆိုဒီအနေထားတွေကလေ့ကျင့်ရေးခွေးတွေမှာဘယ်လိုများလေ့ကျင့်နေကြသလဲဆိုတာစဉ်းစားလို့ကိုမရဘူး။ကိုအသင်းကစားသမားတွေကမြေတယောက်ချင်းကြော်ဖြစ်တာလေးဘာမှမရတာ။ခေါင်းတိုက်ဖို့ဆိုရင်လေတခါမှလည်းကျွန်တော်မမြင်ဘူးပါဘူး။တောက်ကံဘော့တွေကနေကိုအသင်းတော်ကိုမြင်ဘူးသလား။ ကျွန်တော်ကတော့စေဝေးမှာတပွဲလောက်ပါပဲဆိုတော့ဒုတိယပိုင်းမှာတော့ကျွန်တော်အတင်းကနင်းနေတော့ခွေးနေပိုရတယ်ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်လူစားပြောင်းလဲမှုလုပ်လိုက်လို့မကွမ်းရတော့ဘာတော့ဝင်တယ်ကောင်းတိုက်ဖို့တည်းကျွန်တော်မြင်တွေ့ရတယ်တွတ်တညာလဲကိုရီအစ်အင်းနဲ့အဆင်မပြေပါဘူးဒီရှည်စွန်းတဲ့ဒီလိုပုံစံနဲ့မြင်ဖိုင်နေမှာစပောက်ကိုဘယ်လိုလုပ်ချင်နိုင်မလဲခနစစ်သုံးမိနစ်မှာကျွန်တော်ဒီနောက်တန်းကနေတော့ဘလူးနိုဖာနယ်နဲ့ရှာပစ်လိုက်တာ သုံးယောက်ကြည့်တယ်ကျွန်တော်ကိုသိမ်ဖို့အတွက်တကောင်မှမသွင်းနိုင်ဘူးအစိုးစုကဝိုင်လဲစီကိုရောက်တော့ပြီဆိုရင်သူကဖြစ်ထုံးမှာသူတို့အသင်ဘက်ကဖြစ်နေတာဒီကောင်ကသူတို့အသင်ဘက်ကနေပြီးတော့ဖြစ်ထုတ်တာကိုဒီလူနေတဲ့အသင်စီကိုဆိုတော့ဒီတော့သုံးယောက်ချိတာတော့ကိုမသိနိုင်ဘူးဆိုတော့နောက်ထပ်ဘယ်လိုသွင်းနိုင်မှာလဲအပွင့်ပြစုမှာတော့ဝိုင်စာသမားတို့ရဲ့ကျွန်တော်တို့သူစီနဲ့ပြီးတော့ခဲ့တာပေါ့ဒါဒုံရင်မှာဒုံရင်ပဲ ကျွန်တော်ကျွန်တော်ပြောချင်တာကပေါ့ဗျာကျွန်တော်ဗီဇိုစမှလည်းပြောပါတယ်မင်းတို့ဒီပွဲကိုအနိုင်မကင်ဘူးဆိုရင်လူငယ်ကစားသမားအနေနဲ့ပွဲထုတ်ခဲ့ပေးပလိုက်ဟုတ်တယ်မလားအရေကစားသမားအနေနဲ့ပွဲထုတ်ခဲ့ပေးပလိုက်အစိုးဆုံးကအဲမိုရဲအနေနဲ့ဘာဖြစ်လို့ကစားသမားအကုန်လုံးကိုပွဲထုတ်ခဲ့ပေးရတာလဲအော်ငါတို့ကပရီးမီးယားလိပ်မှာအရှင်မကောင်းလို့ဒီနေ့ပွဲစဉ်ကိုအနိုင်ကင်ဖို့အဲ့လိုမျိုးမဲထားလို့လားဒါခမည်းပြောတဲ့စကားတွေပဲနော်ငါတို့ကတော့ပရီးမီးယားလိပ်ကိုအယုံစိုက်ဖို့အဲ့လိုဒီမရှိတော့ဘူး ယူပါလေကိုပဲငါတို့အာယုံစိုက်မင်းသူတော်ညာလဲကစားသမားတွေကိုဒါပွင့်ကျွတ်တည်နေရှင်လင်းမျိုးပြောခဲ့တာအသွုံးပြူရင်အမေကန်ဆုံးနဲ့အလုံးလုံးနိုင်မှုရှိရမှာလဲအခုကယူပါလေမှာရှုံမွေးမစုဘူးဆိုပေမဲ့လို့ပရီးမီးယားလိုက်မှာဘလောက်တော့80ကောင်းလေကိုအသင်းဘယ်ဆင်းမှာရောက်နေလဲဆိုတာကြည့်ကိုကြည့်ရလားလှန်ပြီးတော့စစ်စင်၅မှာဆိုရင်ဝက်ဆန်းကရှိနေတဲ့အစစ်စစ်ချောင်းယူလိုက်တဲ့အစစ်စစ်ခွန်စပါဆိုတော့ဒီနေ့သင်းကတော့တရုတ်ကိုတော့ကြည့်စရာကြား ရီးမားလိမှာဒီကိုတိုက်ပဲနေတာနော်ယူဘာလိမှာဖိုင်နေတက်ပြီအော်ဖိုင်နေမှာဘာလာလူရတော့ဒါကျွန်တော်ကတော့ဒီနေ့ပွဲစီမှာအဲ့လိုတိမမင်းထားပါဘူးငါတို့ကတော့ရှုံးနေတည်ရေပဲဒါပေမဲ့လို့ကျုံနေလို့ရှိလေဗျာဒီနေ့တော့ဖြည့်တာနိုင်တဲ့အနေထားတွေကျွန်တော်ဖယ်တီးမှုတော့လုပ်ခဲ့ရမှာပေါ့အခုကမင်းကိုရီးအိုထရပ်ပရိသတ်9000ယောက်ရှိတဲ့ညနာကိုတော့မထောက်ဘူးလာကြည့်တဲ့ပရိသတ်တွေကိုတော့အားမနာဘူးတူစီတဲ့ တရားဒီဝဆင်းဘလောက်တော့တိုက်ပဲနေတယ်ဘလောက်တော့ရုပ်ပြည့်စင်ပဲဖြစ်နေတယ်သူတို့အတင်းတွေကိုကိုရီနဲ့တဲ့အတင်းကပိုလို့တော့ဆုံးနေတယ်ဒီလိုပုံစံဒီလိုအနေထားဒီလိုရှင်စဲနေနဲ့ယူပါလဲဖလားကိုကယ်မယ်ဆိုတော့ဗျာနားမလည်နိုင်တော့ဘူးစပါးကဘလို့အချိန်နေပဲရှိရှိဘလို့ပဲပုံစံနဲ့ပဲရုပ်ပြည့်စင်ပဲဖြစ်နေပါစေဒါသူတို့တမိုင်းကိုရီအတင်းကလှုပ်တင်းလှုပ်ထိုက်တာကိုကောင်းကောင်းမမယ်အမေကစုကျွန်တော်လုံနိုင်ရမှာ ကျွန်တော်ဒီနေ့နိုင်ခဲ့လို့ရှိရင်ကစားသမားတွေရဲ့စိတ်ထဲမှာဆင်ရအချင်းနဲ့ကောင်းပါဒါကျွန်တော်တယောက်ရဲ့အမည်ပေါ့ဗျာအခုကဒီကစားသမားတွေကကစားတာဆိုရင်လေဗျာလီလူမလို့ပြပြနဲ့ကစားနေဗျမ်းမနာနဲ့ချက်ပြီးတော့ကစားနေပြေးလေဖုန်းတိုက်ဆိုဆိုလို့ပြေးနေတယ်ကန်ထင့်နေတယ်မြေပြင်ဘောတွေမှာမင်းမကန်ဘူးလားမြေခင်းစင်းမြေကမင်းတို့ကန်ဖို့အတွက်မြေပြင်ဘောတွေကစားဖို့အတွက်ခေးရတာကောင်းကင်ကိုမင်းထောင်တက်ပြီးတော့ကန်မနေနဲ့ ဆိုတော့ဘလို့ပြပြောနေပြီဗျာကျွန်တော်ပြိသက်တည်းအဖို့ကတော့ဒီကောင်တွေရဲ့ခြေစမ်းဘက်ကပရီးမီးယားလိမ့်မှာနင်းရက်ကွဲအဆင့်လောက်တော့မရှိဘူးပရိုဖက်ရှင်နယ်ကစားသမားတွေပွိုင်လဲဒီကောင်ကိုလေကျွန်တော်ပြောလို့ထက်ကထက်ကဖြစ်နေပြီစေကစီတဲ့ပြဿနာကြုံနေရတဲ့အနေအထားတခုမှာအဲ့ဒီကောင်ကိုကျွန်တော်ကအားကိုးတကြီးနဲ့ထောက်မှာကစားတာသူကအဲ့ဒါကိုတော့ဗျာဗျံမတန်နဲ့ချက်လုပ်တယ်ဆိုတော့ပြီးတော့ပြီပေါ့ကျွန်တော် ူးစီးနဲ့ရှုံးနေကိုရဲ့အုတ်ထွက်ပေါ်မှာဘလော့တော်ချက်စရာကောင်းလေပထမအကြော့မှာတော့ကိုရီးယားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒုတိယအကြော့မှာဒုပြည့်စင်မဖြစ်နိုင်ကြလေဆိုတော့ညင်ကုန်တော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ရရှိလေဗျာကျွန်တော်ကဒီတဲ့မကတော့ပြောရင်နေအမှန်ပြောရလို့ရှိရင်ဒီတဲ့မကတော့ကျွန်တော်ဆေးရှင်နေဒီနေ့ဗီဒီယိုမှာကျွန်တော်ဆေးတာရိုင်းတာပါခဲ့ရင်ညင်ကုန်တော့ခွင့်လက်ပေးပါတကယ့်ကိုစိတ်မထိတ်နိုင်ဘူးပထမတော့အော်ငါတို့ကရှုံးရင်လေဘာမှမဖြစ်ပါဘူးငါတို့ကတေးကြဲတော့ရင်လေဘာမှမဖြစ်ပါဘူး အဲ့ဒါကလည်းကိုတင်ရဲ့တောနေတဲ့အနေအထားတစ်ခုကိုတည်တဲ့အတွက်စောရကမတက်ဘူးပြီးလို့ရှိရင်ပရက်ရှာမထားဘူးဒါပေမဲ့ဗျာကိုတင်ကစားသမားတွေရဲ့ပေါ်တီပေါ်ပြကစားနိုင်တဲ့အနေအထားတစ်ခုပထမတော့ဗျံပန္နနဲ့ကစားတဲ့ပုံစံတွေအမေရိကန်လည်းဒီလိုဖြစ်နေတာမလူကတော့မှအင်ဂျီတော့မဝဲနိုင်ဘူးပူလောင်နေတာစရော့စာသမားတွေဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆက်ပြောနေရင်လေတကယ့်ကိုဟိုတော်ပြီတော်ပြီ အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီလာမယ့် Chelsea နဲ့ပွဲစီမှာလည်းဘလောက်တောင်ရုပ်ပြည့်စင်မဖြစ်မလဲမသိဘူး Chelsea ကဒီရာဒီမှာအချိန်နဲ့မကောင်းပါဘူးဆိုတော့ညာလဲကိုရီးယားနဲ့အသေးတဲ့ဆေးဆက်တောင်တာတယ်ညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးခဲ့ပြီပေါ့ဗျာဘေကစားသမားကဘလောက်တောင်စုပ်ပြက်သေးပြီးတော့ဗျင်းပြန်နိုင်လိုက်လေဘလောက်တောင်ချက်စရာကောင်းလေဘလိုနေသားနေပါဘလောက်ထိရုပ်ပြည့်စင်မရှိခဲ့သလဲဆိုတော့ညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးခဲ့ကြပါဦးနောက်နေ့တွေမှာလည်းကျွန်တော်တို့မေဆာောင်းတဲ့အသေးနဲ့ပတ်သက်သမား သတင်းတွေကိုတင်ပြဖို့ရှိတဲ့အတွက်အသေးသေးသောမိန်ဖန်များ live squad တွေမလို့အသေး live squad တွေနဲ့ notification ခေါက်လို့လို့တိတိပြဖို့ကျွန်တော်တောင်းဆိုပါတယ်ဒီနေ့ပွဲစီမှာ2စီနဲ့ရှုံးခဲ့တဲ့ကိုရီအုတ်ထွက်ပေါ်မှာမင်းတို့အသေးအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ